ဝန်ကြီးချုပ်ဟောင်းရလက်ရှင်နာဘက်ကိုစစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားရကနေပြန်လွတ်ပေးလိုက်ပြီးနေအိမ်ကိုပြန်ခွင့်ပြုလိုက်ပြီးဖြစ်တယ်လို့ထိုင်းစစ်အစိုးရဖွဲ့ကမေလ29ရက်နေ့မှာပြောကြားလိုက်ပါတယ်။လွန်ခဲ့တဲ့သတင်းပတ်အတွင်းကရလက်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတဲ့နောက်ဘယ်နေရာမှာရှိနေတယ်ဆိုတာကိုပထမဆုံးတရားဝင်အတည်ပြုပြောကြားမှုလည်းဖြစ်ပါတယ်။ဖြူတိုင်းပါတီရဲ့အစိုးရဖွဲ့ကိုဦးဆောင်ခဲ့တဲ့ရလက်ကိုမေလအစောပိုင်းမှာတရားရုံးကအငင်းပွားပွေရာဂျာဒူးကနေဖယ်ရှားခဲ့ပြီးစစ်တပ်ကိုသတင်းပို့ခိုင်းပြီးတဲ့နောက်မေလ23ရက်မှာဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။သူမကိုလွတ်ပေးလိုက်ပါပြီလို့ စစ်အစိုးရဖွဲ့မှပြောရေးဆိုခွင့်ရှိသူဘုံမူကြီးဝင်းတိုင်းစုရီကဘယ်အချိန်ကလွတ်ပေးလိုက်တယ်ဆိုတာကိုအသေးစိတ်ဖော်ပြခြင်းမရှိဘဲပြောကြားခဲ့ပါတယ်။လွတ်ပေးလိုက်တဲ့လူတိုင်းကိုသူတို့ဘယ်နေရာမှာရှိတယ်ဆိုတာကိုတိတိကျကျသိရအောင်ငြိမ်းချမ်းမှုနဲ့အမိတ်အာဏာထိန်းသိမ်းရေးအမျိုးသားကောင်စီကိုသတင်းပို့ဖို့သဘောတူလက်မှတ်ထိုးရပါတယ်လို့လည်းဆက်လက်ပြောပါတယ်။ရင်လက်ကိုအ திக လှုပ်ရှားမှုများမှသာကန့်သက်ထားတာဖြစ်ပြီးသူမအနေနဲ့ဈေးဝယ်ထွက်ခွင့်ရှိတယ်လို့လည်း၎င်းကပြောပါတယ်။ ဒါပေမဲ့ရင်လက်ရဲ့နေအိမ်ကိုစောင့်ကြည့်ဖို့စစ်သားတွေကိုခြားထားခြင်းရှိမရှိဆိုတာကိုတော့စူရီကအတိအပြုပြောကြားခဲ့တာမရှိပါဘူး။မေလ22ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးတဲ့နောက်စစ်တပ်ကပြိုင်ဘက်နှစ်ဖက်လုံးကထင်ရှားတဲ့နိုင်ငံရေးကောင်းဆောင်တွေအားလုံးကိုဖမ်းဆီးထိန်းသိမ်းခဲ့ရမှာရင်လက်လည်းပါဝင်ခဲ့ပါတယ်။ဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက်ရပ်ပေါင်းအတန်ကြာတဲ့အထိရင်လက်ရှိနေတဲ့နေရာအတိအကျကိုတော့မသိရှိခဲ့ကြရပါဘူး။